င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တမုံတရင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရေချောင်းလူငယ်အခြေခံတင်နန်းနဲ့တမ်းမြင့်တင်နန်းအမတ်စဉ်တင်မြင့်ဆောင်2025တင်နန်းသားတင်နန်းသူများစကမ်းပေါင်းစုံပြိုင်ပွဲများနဲ့စုချင်းမြင့်ပွဲကျင်းပတဲ့တင်ဖြစ်ပါတယ်။ တမ်းမတော်ရေကရေချောင်းလူငယ်အခြေခံနှင့်တမ်းမြင့်တင်နန်းအမှတ်စဉ်တင်ပြဆောင်း2025ကိုလေ့ကျင့်သင်ကြားပေးခဲ့ရာမေလ12ရက်ကစကမ်းပေါင်းစုံမှတင်နန်းတင်နန်းသူများဟာရန်ကုန်မြို့ရှိတမ်းမတော်ရေလေလုံရွက်တိုက်အသင်းအင်အားကန်တွင်စကမ်းပေါင်းစုံရေတသားအချက်ပြဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများနှင့်လေလုံရွက်တိုက်ပြိုင်ပွဲများကိုကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်ပြည်စုံလင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများတက်မတော်ရေးမှအရာရှိကြီးများတင်နန်းသားတင်နန်းသူများတင်နန်းနေပြများနဲ့တင်နန်းအုပ်ချုပ်သူများတယောက်ကြည့်ရှုအားပေးကြကြောင်းသိရပါတယ်။တင်နန်းအလိုက်ပြန်ဝင်များတွင်နေပြည်တော်စကန်တန်ခွေတေနေပြည်တော်စကန်တန်ခွေနှင့်ကျိုင်းတုံစကန်ဟိုင်းကြီးစကန်အင်ယာစကန်မော်လမြိုင်စကန်ဟိန်စေစကန်ပိတ်စကန်ကျွန်းစုစကန် ဖအံစကန်နဲ့ကိုကိုကျွန်းစကန်စတဲ့ရေချောင်းလူငယ်တင်တဲ့စကန်ဆက်တခုလိုမှတင်နန်းသားတင်တဲ့သူများကအတင်လိုက်ပါဝင်ရှင်မြိုင်ကြပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်းကအမှာစကားပြောကြပြီးအပြည့်ပြည့်ဆိုင်ရာလေလေးရောက်လုံးဝမ်းပြမီတာ900အခြေခံကြားပြိုင်ပွဲတွင်ပထမဒုတိယတတိယဆူရအသင်းများအားရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့စီပင်သာကြီးဝန်ကြီးဦးဘုထေက၎င်း အပီပီဆိုင်ရာလေလေးရောက်လောဝမ်းပြားမီတာ900အခြေခံမပြိုင်ပွဲတွင် ပထမဒုတိယတတိယဆုရအသင်းများအားရှာကွန်တိုင်းဒေသကြီးအစိုးရဖွဲ့လုံခြုံရေးနှင့်နေဆဲရဝန်ကြီးက၎င်းအပီပီဆိုင်ရာလေလေးရောက်လောဝမ်းပြားမီတာ900တန်းမြင်အလွတ်တန်းပြိုင်ပွဲတွင်ပထမဒုတိယတတိယဆုရအသင်းများအားရှာကွန်တိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်မှူးချုပ်ပြေဆုံးလင်းက၎င်း Optimist ရွက်လီပြိုင်ပွဲတွင်ပထမဒုတိယတတိယဆူရအသည်များအားရှောင်းနိုင်ဒေတာကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက၎င်းဆူမြအသည်သည်ချီမြှင့်ကြပါသည်။အဲဒီနောက်ရှောင်းနိုင်ဒေတာကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကတည်နှန်းတည်နှန်းသူများအားဂုဏ်ပြုချီးမြှင့်ဝင်များပေးရပြီးရင်းနှီးနှုတ်ဆက်ပါသည်။ အစပိုင်းကြောင်းလူငယ်အခြေခံသင်တန်းနဲ့တမ်းမြင်သင်တန်းအမှတ်စဉ်တင်ပြဆောင်2025ကိုသင်တန်းစကန်17ခုတွင်သင်တန်းသားသင်တန်းသူ100ဦးဖြင့်ဧပြီ22ရက်နေ့မှစတင်ကဖွင့်လှစ်တင်ကြပြီလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာပါနောက်ဆုံးတင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတွင်တေမွေမီရေးဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားကြေညာစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများဟာမေလ23ရက်နေ့ပိုင်းကတွန်တေးမွေးမြူရေးဆုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးကြကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ဟာတွန်တေးမြို့နယ်တလုတ်တော်ကျွာအုပ်စုစံတော်ကလေးကွင်းတွင် တွန်တေးတူမြောင်မှာတွန်တေးမွေးမြေဆုံသူဆိုလာစနစ်သုံးရေတင်ခြင်းလုပ်ငန်းဆောင်ရနေတဲ့လုပ်ငန်းခွင်သူတွားရောက်ကြည့်ရှုစစ်ဆေးရရှယ်လင်းဆောင်တွင်တိုင်းနေသားကြီးဆယ်မြောင်နှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွန်ကြားရေးမှူးဦးကျော်နိုင်ဦးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရနေမှုများအားရှယ်လင်းတင်ပြရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကတွန်တေးတူမြောင်မှာ တွန်တင်းမွေးမြူရေးဆောင်သူရေတင်နိုင်ရေးစနေတကြဆောင်ရွက်ရန်ဆိုလာများအရေးသွေးပြေးမီစွာအသုံးပြုနိုင်ရေးရာသီဥတုကြောင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့်ပျောက်ဆုံးပျက်စီးမှုမရှိစေရေးမှာကြပြီးဆိုလာစနစ်တက်ဆင်ထားမှုနှင့်ရေတင်ခြင်းလုပ်ငန်းတွင် အသုံးပြုမဲလုပ်ငန်းသုံးပစ္စည်းများအားလှည့်လည်ကြည့်ရှုကြပါရစေ။ အဲ့ဒီနောက်ကံကြီးကုန်းရေလောင်ကန်အတွင်ရေထုံလောင်ထားရှိမှုရေထုံပြွန်ရေပိုလဲရေပိုလဲမြောင်ကူတရားများကြာခိုင်မှုနဲ့ကံအတွင်ရှိရေများကို ဆိုလာစနေဖြင့်ရေစုပ်ပန်းများအသုံးပြုပြီး မွေးမြေစုံအတွင်ရှိဂါလန်တထောင်ဆန်း overhead တန်ရေကန်နဲ့ဂါလန်တထောင်ဆန်းမြေအောက်ရေကန်များတို့ ရေစုပ်တင်မှုအခြေအနေနဲ့ ၎င်းရေကန်မှာတွန်တေမွေးမြူရေးဆောင်အတွင်းရှိ မွေးမြူရေးချမ်းများသို့ရေဖြန့်ဝေပေးနိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုဆက်စေပါရယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ဟာတွန်တေမွေးမြူရေးဆောင်အကွက်အမှတ်39ရှိဦးလာရွှေရဲ့ခြံတွင်ဒေသနွားအကောင်ကြီး32ကောင်မွေးမြူထားရှိမှု အကွက်အမှတ်3ရှိဥတင်ဝင်းရဲချမ်းတွင်ဝက်အကောင်ရေ68ကောင်မွေးမြူထားရှိမှုအကွက်အမှတ်28ရှိဥမြက်ကျော်ရဲချမ်းတွင်လိုစားနောအကောင်ရေ35ကောင်မွေးမြူထားရှိမှုအကွက်အမှတ်25ရှိဥမြင့်တရဲချမ်းတွင်ဥစားချက်အကောင်ရေ2000ကောင်မွေးမြူထားရှိမှုအကွက်အမှတ်24ရှိဒေါက်တင်အေးရဲချမ်းတွင်ကျမဲအကောင်ရေ958ကောင်မွေးမြူထားရှိမှု အကွက်အမှန်၅ရှိဦးမြင့်နိုင်ရဲ့ခြံတွင်ငုံအကောင်ကြီး3000ခန်းနဲ့ရေအကောင်ကြီး90ခန်းမွေးမြူထားရှိမှု အကွက်အမှန်၄ရှိဦးကျော်သူစိန်ဘော့စ်နိုဇာနွားမွေးမြူရေးခြံတွင်နိုဇာနွားအကောင်ကြီး56ခန်းမွေးမြူထားရှိမှုနဲ့အကွက်အမှန်89တွင် အစာစရုံစာလုံးနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မွေးမြေလုပ်ငန်းရှင်များအနေနဲ့တိုင်းဒေသချင်းအတွင်းစားရေးရခဖူလုံရေးအတွက်ဒုချေမွေးမြူကြရန်နဲ့ဒရိတ်ဆန်အစာပင်များဒုချေစိုက်ပျိုးကြရန်မှာကြပါရယ်ဆလဘီတွန်တဲမွေးမြေဆောင်ရှင်လင်းဆောင်တွင်သက်ဆိုင်ရာဌာနများနဲ့တွေ့ဆုံကလိုအပ်သည့်များမှာကြကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့ဆွေထက်ကိုကပေးပို့ထားပဲဖြစ်ပါရယ်